မင်္ဂလာညချမ်းပါ2025ခုနှစ်မလ9ရက်နေ့ရေဒီယို NUG ဖြည်းရင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ကျမကတော့ຫນွေဦးမမပထမအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ CRPH နဲ့ NUG လို့တမဝန်ကြီးဌာနကတာဝန်ရှိသူတွေ AAC မဟာမိတ်ကေဟာကရွှေပြောင်းမြန်မာလူသားတွေကိုအားပေးစကားပြောကြားတဲ့သတင်းဖြစ်ပါတယ်ဒီအောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH လို့တမကြီးဟာကော်မတီဥက္ကဋ္ဌဦးဥက္ကာမင်းနဲ့ မြို့သားညီညွတ်ရေးအစိုးရ energy လုံတမာရေးဝန်ကြီးဌာနညွှန်ကြားမှုဦးနိုင်ထွန်းဦးတို့ဟာ AAC မဟာမိတ်ကေဟာကရွှေပြောင်းမြန်မာလူသားတွေကိုလာရောက်အားပေးစကားပြောခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့ဒါရိုက်တာဦးခိုင်ကြီးကပြောပါရတယ်။ဦးကာမင်းနဲ့ဦးနိုင်ထွန်းဦးတို့ဟာအနည်းကမလန်ရှိရနေက AAC မဟာမိတ်ကေဟာကရွှေပြောင်းမြန်မာလူသားတွေကိုလာရောက်အားပေးစကားပြောခဲ့တာလို့ဆိုပါရတယ်။လက်ရှိချိန်မှာဖျက်မိတ်ကြထားတဲ့ AAC မဟာမိတ်အဖွဲ့ကေဟာကိုရောက်ရှိလာတဲ့ဦးဥကာမင်းနဲ့ဦးနိုင်ထွန်းဦးတို့က ဂီဟာမှာရှိနေတဲ့မတန်ဆွမ်းအလုပ်သမားတွေနဲ့ကိုလည်းအင်ကဆုံးရှုံးသွားတဲ့လုပ်သားတွေပါဝင်လုပ်ငန်းခွင်မှာတည်ဆုံခဲ့တဲ့တွေအတွက်နင်နာချင်းစောင့်နေကြတဲ့လုပ်သားတွေကိုအားပေးနှစ်သိမ့်စကားပြောကြပြီးလက်ဆောင်ပစ္စည်းတွေနဲ့ထောက်ပံ့အလုပ်ငွေတွေပေးအပ်ခဲ့တယ်လို့အသိပေးပါဗါး ACK ဟာကို2016ခုနှစ်ဇူလိုင်29ရက်နေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးအဲ့ဒီချိန်တုန်းကထိုင်းအစိုးရရဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကတာဝန်ရှိသူတွေကိုတိုင်းလာရောက်ခါရုံးငန်းဖွင့်ပေးခဲ့ပေမဲ့ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာပြီးပိတ်သိမ်းမှု ထိုင်းအာဏာပိုင်တွေကညွှန်ကြားထားတယ်လို့သိရပါတယ်။ ACK ဟာတွင်းမှာရှိနေတဲ့လုပ်ငန်းတွေအတွင်းထိခိုက်ဒဏ်ရာရလုပ်သားတွေအတွက်ရေးပေါ်ပြောင်းရွှေ့နေထိုင်ဖို့စီစဉ်ချိန်မပေးတဲ့အပြင်ဂျုံမှာအုံပြုနေတဲ့ရေးကိုဖေဖော်ဝါရီလ28ရက်မှာနေမီကန်တာဝန်ရှိသူများအမိန့်နဲ့လာပေးခဲ့တာရှိပါတယ်။ခုလိုစနစ်ကြောကြတီထောင်ထားတဲ့လူ့သမားကူညီဆောင်ရှောက်ရေးမဟာမိတ်ဖွဲ့ AACK ဟာကိုစပ်ခွင့်ဝင်ရဖို့ AAC မဟာမိတ်ဖွဲ့ကယူကန်တင်ထားတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ိမ်ချုပ်နယ်မြေမှာတာဝန်ထမ်းဆောင်နေတဲ့ CDM တွေလုံခြုံရေးကြိုးပမ်းဆောင်ရွက်ပေးဖို့ CDM အောင်မြေကော်မတီတိုက်တွန်းတဲ့တွင်ပဲဖြစ်ပါတယ်။တော်လင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာတာဝန်ထမ်းဆောင်နေကြတဲ့နိုင်ငံဝန်ထမ်း CDM တွေလုံခြုံရေးအတွက်သက်ဆိုင်ရာဖွဲ့စည်းတွေအနေနဲ့ကြိုးပမ်းဆောင်ရွက်ပေးဖို့ CDM အောင်မြေကော်မတီကတိုက်တွန်းလိုက်ပါတယ်။ယူဒန်ညီညွတ်အစိုးရ Energy ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်တဲ့ Syrian Army Committee ကမလရှိယနေ့မှာကြာရောက်တဲ့အကြမ်းဖက်အာဏာပြိုင်ဆိုင်လှုပ်ရှားမှု၄နှစ်မြောက်နေ့မှာ ညညာချက်တစောင်းထုတ်ပြန်မိတိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။ဆီယနာရှင်တော်လေးအခန်းကဏ္ဍအတီဒီမှာတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝင်တဲ့ CDM တွေရဲ့စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအာမခံရရှိစေဖို့မတရားဆွဆွဲကံဖမ်းဆီးကံတပ်ဖြတ်ခံခဲ့ကြရတဲ့ CDM တွေအတွက်တရားပြန်ထမှုနဲ့အမှန်တရားပေါ်ပေါက်စေရေးပြစ်မှုကျူးလွန်ခဲ့သူတွေပြည်ထောင်ကင်းလွတ်ခွင့်ရနိုင်တဲ့အလေးအထားကိုပြီးတိုင်ချုပ်ငိမ့်စေဖို့နဲ့တရားမျှတမှုရရှိရေးအတွက်သက်ဆိုင်ရာဖွဲ့စည်းတွေကိုတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းစီတမ်တွေဟာဂျမဖက်အာနာပီစိန်လှုံ့ရှားမှုမှာပါဝင်ခဲ့ရုံနဲ့မဟုတ်ပဲဒေသတည်တည်မှာရှိတဲ့တော်လိုင်းဖွဲ့စည်းတွေဒိုင်းနာဖွဲ့စည်းတွေပါဝင်ပြည်သူလူထုနဲ့လက်တွဲပြီးတော်လိုင်းအတွက်ရေးပါတဲ့ခန်းခန္ဓာတွေဖြစ်တဲ့လက်နက်ကိုင်းကဏ္ဍနဲ့ပြည်သူဝန်ဆောင်မှုကဏ္ဍတွေဖြစ်တဲ့ဂျာကာလာပြည်သူ့အုပ်ချုပ်ရေးကဏ္ဍလူသားချင်းစာနာထောက်ထားရေးကဏ္ဍစာရာတွေမှာကိုစွမ်းညံစွမ်းရှိသည်မြဆွဆက်တမန်ကျူပန်းဆောင်ရွက်နေတယ်လို့ CDM အောင်မြေကော်မတီကဆိုပါတယ်။ခုလိုထိန်ချုပ်နယ်မြေတွေကအုပ်ချုပ်ရေးရန်နေရာမှာပါဝင်ဆောင်ရွက်နေတဲ့ ိုင်ငံဝန်ထမ်း CDM တွေဟာစစ်တပ်ရဲ့လေကြောင်းကနေတိုက်ခိုက်တာမိမျိုးစုံနဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခံနေရတာပဲကြောင့်နိုင်ငံဝန်ထမ်း CDM တွေရဲ့အသက်အန္တရာယ်နဲ့ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံနိုင်မှုဟာအလွန်စွာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့လည်းသိပေးထားပါဗျ။ CDM အမည်ကော်မတီအနေနဲ့ဆရာနာရှင်စနစ်နဲ့အာနာရှင်စနစ်မှန်သမျှအမြန်ဆုံးအပြီးတိုင်းကြဆုံးချုပ်ငင်းပြီးစစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းလာတဲ့အထိ တိုင်းသားပြည်သူတရားလုံးနဲ့လက်တွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂျမဖက်အာနာပီဆိုင်လုံရှားမှုမှာပါဝင်ခဲ့ကြတဲ့နိုင်ငံဝန်ထမ်းစီရီယမ်နေဟာအာနာသိမ့်မှုလေးနှစ်တာကာလတွင်မိမိတို့ရဲ့ယာတုအဆောင်အယောင်နဲ့နောက်ပိုင်းဝင်တွေကိုဆွန့်လွတ်ခဲ့ကြတဲ့အတွက်စီရီယမ်တွေနဲ့သူတို့မိသားစုတွေဟာလုံခြုံရေး၊ကျန်းမာရေး၊စားဝတ်နေရေးစတဲ့ထိခိုက်နစ်နာမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ ICC ကဝရန်ထုတ်ထားတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်နဲ့ရုရှားသမ္မတပူတင်ရုပ်ပုံတွေကတ်တဲ့လှုံ့ဆော်မှုရန်ကုန်မှာပြုလုပ်တဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖန်ဝရန်ထုတ်ခံထားရတဲ့စစ်ကောင်းစီကောင်းဆောင်မင်းအောင်လိုင်နဲ့ရုရှားသမ္မတပူတင်တို့ရဲ့ရုပ်ပုံတွေရန်ကုန်မြို့နေရာအနှံ့မှာကတ်တဲ့လှုံ့ဆော်မှုတစ်ခုပြုလုပ်ခဲ့တယ်လို့ရန်ကုန်တော်လှန်ရေးနောင်လေးဘက်ရန်ကုန်ဖို့ဘရာဒဝိုင်း 4B ကပြောပါတယ်။စူပါလှုံ့ဆော်မှုကိုရန်ကုန်မြို့နေရာအနှံ့မှာဒီကနေ့မလ9ရက်မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဂျမ်းဘတ်မင်းအောင်လိုင်းကိုဖန်ဝရန်ထုတ်တာနဲ့ဂျမ်းဘတ်စစ်တပ်ကိုကြိုးစိုးလက်ခံတဲ့ရုရှားသမ္မတပူတင်တို့ရဲ့ဖန်ဝရန်ပုံတွေနဲ့ယူကရိန်းနဲ့အတူမြန်မာပြည်သူတွေအတူတကွရက်တီကြောင့်ရန်ကုန်မြို့နေရာအနှံ့ပြားမှာဆောင်ရွက်တွေလိုက်ကတ်တဲ့လှုံ့ဆော်မှုပြုလုပ်ဆောင်ရွက်ခဲ့တာလို့ Y4B ဖွဲ့ကထုတ်ပြန်ထားပါတယ်။မြန်အောင်လိုင်းနဲ့ပူတင်တို့ရဲ့ဓာတ်ပုံတွေပေါ်မှာ wanted အလို့ရှိသည်ဆိုတဲ့အစားသားရိုက်နေပြီးယူကရိန်းနိုင်ငံနဲ့တူရက်တီပါတယ်ဆိုတဲ့အစားတွေပါတယ်ဆာရွက်တွေကိုရန်ကုန်မြို့နေရအများပြားမှာကတ်ခဲ့တာလို့သိရပါတယ် စူပါလုံရှောင်းမှုကိုရန်ကုန်တော်လန်ညီနောင်လေးပွဲရန်ကုန်ဖူဘရဒဝိုင်ဖူဘီမှာပါတယ်။လင်းယောင်နီဂျက်အော်ဂနိုက်ဇေးရှင်း LYNYO မြန်နီကုန်းဒီမိုကရက်တစ်ဖရန့် MDF ချင်းမြန်နိုင်နက်ဝတ် KMD18 နဲ့ All Community တို့ကလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။